ာဆိုးကဟိုသူစ조사တယ်လေအဓိကတချို့ကဗာလဲ miss ရုပ်မပေါက်ဘူးတဲ့ miss type မဟုတ်ဘူးတဲ့အဲ့ဒါဘာကိုပြောချင်တာလဲပေါ့နော်အစင်မပြေဘူးလေအဲ့လိုတွေပြောနေချို့ကြတော့ခါရှည်တဲ့လူရှိရချို့ကြတော့အောက်ပိုင်းရှည်တဲ့လူရှိရဒါတွေကပြောလို့မမြသူ့မင်မွေးထားတာပဲဒါပေမဲ့ပြိုင်နာပြိုင်နာမပြိုင်နာအဲ့လိုမျိုးဝင်ပြီးတော့ကန့်ကွက်ခွင့်မရှိဘူးလို့လည်းလို့ထင်တယ်ဟုတ် miss ပြိုင်ပွဲဆိုတာကအင်္ဂလိပ်စာ အင်္ဂလိပ်စာမေးတယ်ပွဲမှာမဟုတ်တာအင်္ဂလိပ်လုံးမဖြစ်လို့ဘာမှမဖြစ်ဘူးအဓိက translator ရှိမယ် translator ပြန်နာကိုကိုကနားထောင်မယ်အဲ့ဒါဆိုရင်လူလေတွေက translator ငှားတယ်ဘာဆိုတော့စဉ်းစားဖို့3မိနစ်လောက်အချိန်ရတယ်စဉ်းစားဖို့3မိနစ်လောက်အချိန်ရလူလေတွေကဘာလုပ်လဲဆိုတော့တန်းပြီးတော့မဖြစ်ကြဘူး translator ကိုခံထားလိမ့်ရှိအဲ့တော့အေးဆေးပါပဲအာဘလို့ခေါင်းနဲ့ translator ငှားပါညီမလို့ပြန်ပါဘာဆိုနိုင်ငံခြားသားတွေကိုယ့်ရဲ့မြန်မာတန်လေးမြန်မာလေးယူလေးသိန်းလေးကိုလှမ်းတော့ကြားစီခြင်းတာဟုတ်အဲ့တော့ညီမလို့ ဖြေပါလို့လှမ်းတော့ဘာမှအရာကိုရှက်စရာကောင်းတယ်လို့မထင်ဘူး။ဒါပေမဲ့အလွတ်ချက်ပြီးမှတန်းလိုင်းရက်သွားရင်တော့အမပေးဘူးပေါ့နော်။အလွတ်တော့မချက်စေချင်ဘူးဟော။ English skill မကျွမ်းလဲပြိုင်လို့ရတယ်။ဒါပေမဲ့အလွတ်ချက်ပြီးတော့တန်းလိုင်းမရက်စေချင်တာပါရှင်။ဟုတ် for you address ပေါ့နော်။ဒီလိုမျိုးအိမ်မနေနဲ့လည်းကြည့်လို့ရရမယ်နဲ့တူတယ်နော်။သူကနော်။နောက်ပြီးတော့အဲ့ဘယ်နေရာမှာမဆိုးပေါ့နော်။ကြည့်လို့ရ application ဆိုတဲ့အခါကျတော့အားလုံးအတွက်အဆင်ပြေတယ်။ဒါကြောင့်မလို့အားပေးပါရယ်။ဟုတ်။အဟုတ်အဖုန်းနဲ့ကြ လို့ရှိရင်တော့ LaNote download လုပ်ပြီးတော့ကြီးကြပါတယ်အများသောအဖြစ်ရလှလို့အင်အမအတွေပေါ့နော်သူတို့တွေကြည်ကြတယ်ဘာလို့လဲဆိုတော့သူဟင်းချက်ရင်းနဲ့ကြည်ကြတာဟုတ်ဟုတ်အဲ့တော့အားလုံးအတွက်အရန်လိုအပ်တယ်ရှင်ဟုတ် application တွေကလေအမ်အခုကျတော့လှလို့ဟိုပါပေါ့နော်ကိုယ်တိုင်ကပွဲမလုပ်သေးတဲ့အခါကျတော့အခုတခြားသူတွေရဲ့အာအလှမယ်ဒီအလှမောင်တွေကိုပဲလှလို့ဟို coaching လုပ်နေပါတယ် catwalk တော့မဟုတ်ရှင် catwalk ကတော့ specialist ရှင်လှလို့က etiquette and manners ပေါ့ယဉ်ကျေးမှုပေါ့နိုင်ငံတကာယဉ်ကျေးမှုဒါခင်းစားတာနောက်ပြီးဆင်ရှိစင်နောက်စိတ်ထားတတ်မှုအဲ့လိုမျိုးပါလူတွေကိုယ် blame လို့ရှိရင်ဘယ်လိုမျိုးစိတ်ကိုထားရမလဲ positive energy ရအောင်ဘယ်လိုလုပ်ရမလဲဟုတ်ဒီပိုင်းလေးပေါ့ဟုတ်အားလုံးကနားအပေးပါတယ်အာကိုကိုတိုင်းကမလုံနိုင်တဲ့အချိန်မှာလုံနိုင်တဲ့သူတွေတတိရှိရဲ့သူတွေကိုအရန်ကိုလာနားအပေးရပေါ့နော်အထူးသဖြင့် miss grand ပေါ့ဟုတ်အာအပေးရနောက် miss universe မှာဆိုရင် single mom တွေပေါ့နော်ဘယ်သူတွေပါပြောပြော သူတို့ရဲရဲဝဝနဲ့ရှောက်လန်းနိုင်တယ်အားလုံးနနုအားပေးရရှင်ဟုတ်နနုက Mrs Universe ပြိုင်တော့အယောက်80ဆိုတော့နိုင်ငံသားသူတွေအားလုံးအယက်ရှည်တယ်ရှင်အယက်ရှည်တော့လနုအယက်ပူတော့အဲ့လို choreographer ပြတဲ့အချိန်ကျရင်လနုဘာမှမမြင်ရဘူးအဲ့လိုခက်ခဲတာတွေရှိရရှင်ဆိုတော့အခါကျတော့လနုကိုယ်တိုင်ပြိုင်ဖို့တော့စိတ်ကူးမရှိတော့ပါဘူးရှင်ဟုတ်အာဟုတ်ကဲ့ရှင်အာနီနီလေးတော့အရကြတော့ဘာပဲဖြစ်ဖြစ်တန်းဝင်တယ်လေအဲလာနုအနေနဲ့ကြတော့တခြားမယ်ရီနဲ့ပြိုင်လို့ရှိရင် နိုင်ငံသားတိုင်းနဲ့မှာတော်တော်ကြီးခက်ခဲတယ်ရှင်ပြီးတော့နီနီကတော်တာလဲပါတယ်ဟုတ်တော်တယ်အရန်တော်တယ်ပြီးတော့အဲ့ဒီတော့ကသူ့တော်ကဘယ်သူမှလည်းလိုက်မသွားနိုင်ဘူးနဲ့တူတယ်လှမ်းတို့မမှတ်မိတော့ဒါပေမဲ့သူအရန်စူးစမ်းတာတော့တည်ရဲ့ဟုတ်လှမ်းတို့ကဘယ်သူမှလိုက်မသွားနိုင်တော့လေအဲ့လိုဝမ်းနေတယ်မျက်ရည်ကျတယ်ဟုတ်ကျင်နာဆိုးကဟိုသူစူးစမ်းတယ်လေအဓိကတချို့ကဗာလဲ miss ရုပ်မပေါက်ဘူးတဲ့ miss type မဟုတ်ဘူးတဲ့အဲ့ဒါဘာကိုပြောချင်တာလဲပေါ့နော်ဟို organizer တွေကိုယ်တိုင်ကားတော်မှာဘယ်သူမှဆိုပြိုင်ခွင့်ရှိပါပြီအသက်လည်းအကန့်အသတ်မထားဘူး LGBT အကုန်ပြိုင်ခွင့်ရှိပါတယ်လို့ခွင့်ပြုထားတဲ့ဟာကိုအလုံးတပြေးညီလက်ခံထားတာကိုဘာဖြစ်လို့ miss you မပေါ့ဘူးလို့ပြောနေကြရလဲပေါ့နော်အဲ့တော့ miss you ဆိုတာဘာကိုပြောချင်တာလဲဟုတ်တယ်เนาะလူမဲအုပ်စုကလည်းသူ့လူမဲသူလှတယ်ထင်ပါပဲလူဖြူကလည်းသူ့လူဖြူသူလှတယ်ထင်ပါပဲဒါမျိုးတော့မြန်မာကလည်း အာတရုတ်လူမျိုးကိုသဘောကျခြင်းချမယ်ကိုမြန်မာချင်းမျိုးသဘောကျခြင်းချမယ်အဲ့တော့ညိုရာမဲတာ ਨੇ ပတ်သက်ပြီးအစင်မပြေဘူးလေအဲ့လိုတွေပြောနေချိုးကြတော့ခါရှည်တဲ့လူရှိရချိုးကြတော့အောက်ပိုင်းရှည်တဲ့လူရှိရဒါတွေကပြောလို့မှမရသူ့မင်မွေးထားတာပဲဒါပေမဲ့ပြိုင်နာပြိုင်နာမပြိုင်နာအဲ့လိုမျိုးဝင်ပြီးတော့ကန့်ကွက်ခွင့်မရှိဘူးလို့လည်းလို့ထင်တယ်ဟုတ် အရင်တော့ကတော့မစ်ဆိုတာတည့်ရမလားသမင်းအကားကြီးကောက်ကောက်ကြီးတို့ဒီလိုဒီလိုအခွေကြီးတွေမှအဲမစ်ရုပ်ပေါက်တယ်လို့အလုံးကယူဆကြရမလားပြီးတော့ပိမ့်ပိမ့်တော်တော်လေးမှအခုကမလိုတော့ပါဘူးအကိတ်တွေလည်းမစ်ပြိုင်လို့ရတယ်သမင်းအဖြောင်းနဲ့လည်း winner ဖြစ်နိုင်တာပဲဆိုတော့ပြီးတော့အခုဆိုလို့ရှိရင်တက်တူးနဲ့လည်းမစ်ပြိုင်လို့ရတယ်နောက်ပြီးတော့ ซิลิคอนแท้ถ้าแล้วไม่สเปียนโนยาเลยสรอกอะคู่เฉยมาลั่นรุ่มมาเปาะป่ายงวยไม่ရှိတော့အရင်တော့ကတော့ဟုတ်ပါတယ်ဟုတ်တယ်ရှင်လั่นรุ่มခက်တုံးကကြတော့ဗောနော်ဒီအမျိုးသမီးကနည်းနည်းကလက်တက်တက်ပုံစံနဲ့ဂျာနယ်မှာပါလာလို့နိုင်ငံခြားကတွေ့သွားပြီဆိုရင်နောက်မှလั่นรุ่ม crowd တင်ခိုင်းတာမျိုးတွေရှိရအခုက AC ပဲအကုန်လုံးကအရင်အဆင်ပြေနေပြီခက်က10နှစ်တောင်ပြောင်းသွားပြီလေအဲ့တော့ကိုယ့်ရဲ့ idea တွေကိုလည်းအော်ခင်မီအောင်လုပ်ပါလို့ပဲပြောချင်တာအမှန်တော့ဖြစ်စေချင်တာပေါ့နော်လှလှလေးမြင်ချင်တာပေါ့ဟုတ်လားဒါပေမဲ့လူတိုင်းကလှကြတယ်လေ အာလူတိုင်းကစင်ဆန်းရှိတဲ့အတွက်ကြောင့်စင်ပေါ်မှာပြောင်းလဲသွားတာတွေနောက်ပြီးတော့တကယ်ကမ့်နေမှာပေါ့နော်အအစင်ပြောင်းနေတာတွေပေါ့မူတည်တယ်နောက်တစ်ခုကဘာလဲဆိုတော့သူ့ရဲ့ပေါ့နော်အဘလောက်လှသည်ဖြစ်စေနိုင်ငံသားကိုတယောက်တည်းပို့လို့အစင်ပြေပါရဲ့လားကြောက်တတ်သလားမိဘတွေကအရင်စိတ်ပူတတ်လားကြီးစားကခွင့်ပြုရဲ့လားပတ်စပို့ကအဆင်ပြေရဲ့လားကိုကိုကိုရက်တီနိုင်ရဲ့လားဒါတွေပေါ်မူတီပြီးတော့မှတန်လေးရွေးချယ်ရမှာဖြစ်တဲ့အတွက်ကြောင့်နှာတိုင်းလည်းမရနိုင်သလို တော်တိုင်းလည်းမရနိုင်ဘူးသူ့ဘက်ကအဖက်ဖက်ကနေပြီးပြေဆုံးမရမှာအဲ့တော့ဝင်းနာနိုင်ငံသားမှာဝင်းနာဖြစ်နိုင်တာမဖြစ်နိုင်လားတဲ့နိုင်ငံသားမှာရှင်သန်နိုင်ရဲ့လားဆိုတာပေါ့မူတည်ပြီးတော့ပဲရွေးရမယ်လို့လှမ်းလို့ယူဆရတယ်ရှင် Miss ပြိုင်ပွဲဆိုတာကအင်္ဂလိပ်စာအင်္ဂလိပ်စာမေးတဲ့ပွဲမှာမဟုတ်တာအင်္ဂလိပ်လုံးမဖြေလို့ဘာမှမဖြစ်ဘူးအဓိက translator ရှိမယ် translator ပြန်တာကိုကိုကနားထောင်မယ်အဲ့လားဆိုရင်လူလယ်တွေက translator ငားတယ်ဘာလို့ဆိုတော့စဉ်းစားဖို့ 3 10မိနစ်လောက်အချိန်ရတယ်စဉ်းစားဖို့10မိနစ်လောက်အချိန်ရလူလေတွေကမလုပ်လို့ဆိုတက်ပြီးတော့မဖြေကြအောင် translator ကိုခံထားလေးရှိအဲ့တော့အေးဆေးပါပဲအာဘလိုခေါမလဲ translator ခါပါမြန်မာလိုပြန်ပါဘာဆိုနိုင်ငံခြားသားတွေကိုယ့်ရဲ့မြန်မာတန်လေးမြန်မာလေးယူလေးသိန်းလေးကိုလှမ်းတော့ကြားစီခြင်းတာဟုတ်အဲ့တော့မြန်မာလိုဖြေပါလို့လှမ်းတော့ဘာမှအရာကိုရှက်စရာကောင်းတယ်လို့မထင်ဘူးဒါပေမဲ့အလွတ်ချက်ပြီးမှတန်းလိုင်းရက်သွားရင်တော့အမပေးဘူးပေါ့နော်အလွတ်တော့မချက်စီခြင်းဘူးဟော အဲ London ရ language ကတက်ရင်တော့ကောင်းတာပေါ့ရှင်ဒါပေမဲ့ကိုကလည်းမွေးခဲ့တဲ့ international school မနေထားဘူးဆိုလို့ရှိရင်တော့လှမ်းလို့လည်းပဲတက်မှာလေသူမှမတက်ဘူးလေနော်ပြီးတော့ဘဝမျိုးစုံဖြတ်ခဲ့ရဆိုတော့ English ကိုလည်းသင်နိုင်ကြမလေ့လာနိုင်ကြမလေ့လာနိုင်ပါလေအဓိကက style လေးမိုက်မယ်အဆင်ပြေပြေလေးဖြေမယ်ချစ်စရာကောင်းအောင်နေမယ်ပြီးတော့ dining ကြီးအောင် dining ပျော်အောင်ပေါ့နော်ဟိုဟာသညံလေးနဲ့ဖြေနိုင်မယ်ဆိုအဆင်ပြေပါတယ်တကယ်ဆာမီဝေးစစ်နေရမှာမဟုတ်တာအဖြေမှန်စရာမလိုပါဘူးအဖြေမှန်ဆိုတာမရှိပါဘူး English skill မကျွမ်းလဲပြိုင်လို့ရတယ်ဒါပေမဲ့အလွတ်ချက်ပြီးတော့ talent ကြီးမရက်စေချင်တာပါရှင်ဟုတ်